ဝင်းကြီးဘိမ့်မဲ့ရဲ့နန်းတော်တခင်တော်ပေးပစိန်တလက်နဲ့ထပီးသွောင်းအောင်လို့လှုပ်ဆောင်နိုင်ခဲ့တဲ့သူဟုတ်ပါလေသူကတော့ရှေးအောင်ရှောင်မြူးနဲ့ဇူကြီးရဲ့တူဦးတဲသောအသက်ရှင်ကျန်ရင်းသူဖြစ်ပြီးလက်ရှိတိုင်အချိန်လေးထိအသက်ရှင်ကျန်ရင်းနေဆဲရှိနေပါသေးတယ် သူကဘာလုပ်လဲသူ့တော့အားလုံးကစိတ်ဝင်စားနေကြမယ်လို့ကျွန်တော်ထင်ပါတယ်သူကတော့ရှောက်ရွှမ်းညီဖြစ်ပြီးတော့ရှောင်းမျိုးနဲ့အစုမှာရှောက်ရွှမ်းပြီးရင်အတောက်ပဆုံးသောပါရမီရှင်ဖြစ်ပါတယ်သူရဲ့နာမည်သွေးပစိန်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ရှင်းအောင်ကလန်ကြီးခုနှစ်ခုအပေါင်းရဲ့အလဲပိုင်းကုန်းမြကြီးတစ်ခုလုံးကဖိဖိတုံအောင်ကြောင်းလန်းကြပါတယ်သူကတော့အလဲပိုင်းကုန်းမြကြီးနဲ့ရှေးအောင်မျိုးနဲ့စုကြီးရှစ်ခုချာမှာနာမည်ကျော်ကြားတာကတော့သွေးပစိန်ရှောက်ချန်းဆိုပြီးတော့နာမည်ကျော်ကြားတာဖြစ်ပါလေ ဟုတ်ပါလေသွေးပစင်ရှောက်ချမ်းပါလက်ရှိချိန်ထိသွေးပစင်ရှောက်ချမ်းကအသက်ရှင်နေရရှိနေပါသေးတယ်ဒါဆိုရင်အခုအားလုံးကသိချင်နေကြတယ်ရှောက်ချမ်းကအသက်ရှင်နေသေးရဆိုရင်ဘာဖြစ်လို့ရှောင်းကလန်ကိုမကူညီပေးခဲ့တာလဲသူကဘယ်ကိုရောက်နေရလဲလက်ရှိဘယ်နေရာမှာလဲဒါကိုအားလုံးကသိချင်နေမယ်လို့ထင်ပါတယ်ဟုတ်ပါလေရှောက်ချမ်းကအသက်ရှင်နေရတော့ရှိနေပါသေးတယ်ဒါပေမဲ့သူကထိန်းချုပ်ခံထားရတဲ့အချိန်ဒီမှာရှိနေတာပါလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ရှောင်းကလန်မပြည့်စည်ခင်ရာအချိန်အခါမှာ တန်းစဉ်နဆိုးကြပန်းဒိုချီကုံမြင့်ကြီးမှာတခါပြန်လဲပြီးတော့ထွက်ပေါ်လာတဲ့အချိန်ခါမှာရှောက်ချန်းတန်းစဉ်နဆိုးကြပန်းမိတော့ကိုတွားရောက်တိမ့်သွင်းတဲ့အဖွဲထဲမှာပေါဝင်ခဲ့ပြီးသူကတန်းစဉ်နဆိုးကြပန်းမိတော့နဲ့တိုက်ခိုက်ရင်လည်းကြာရှုံးခဲ့တာပါအဲ့နောက်မှာတော့သူကမိတော့ကျုံဖြစ်လာခဲ့တာပါသူတွင်မကပဲဝင်မျိုးနဲ့စုကူမျိုးနဲ့စုနဲ့ရှေးအောင်ကလိန်ရှစ်ခုကလူတိုင်းရလေတန်းစဉ်နဆိုးကြပန်းမိတော့ကိုတိမ့်သွင်းရမှာအားလုံးကကြာရှုံးခဲ့ပါတယ် ဲ့အားလုံးထဲမှာမှာရှောက်ချမ်းတယောက်ထဲရတာလက်ရှိအချိန်ဒီလက်ရှိတိုင်ထိသူ့ရဲ့အသီးစိတ်ကိုသူကထိန်းချုပ်ထားနိုင်သေးတာပါကျန်တဲ့လူတွေအားလုံးကတော့တန့်စင်နှစိုးကြပန်းမီတော့ရဲ့မီတော့ကျုံတွေဖြစ်သွားကြပါပြီဒါတွေကိုကြည့်မယ်ဆိုရင်တော့အဆင့်၃ကောင်းငင်မီတော့ကဘလောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကိုလည်းအားလုံးကသိရမှာပါ ဒါဆိုရင်အခုအလုံးကားတည်ချိန်နေတဲ့သွေးပစိန်ရှောက်ချမ်းကြီးကတန်းစင်နှစိုးချပန်းမီတောက်ရဲ့မီတောက်ကျုံဖြစ်နေရပါဒါပေမဲ့သူကတန်းစင်နှစိုးချပန်းမီတောက်ရဲ့ထိန်းချုပ်မှုအောက်မှာအပြေးအဝါကိုမရောက်ရှိသေးပါဘူးတန်းစင်နှစိုးချပန်းမီတောက်အတွက်တော့မှသူ့ကိုထိန်းချုပ်ဖို့ကအတော်လေးဥမာခဲရင်ပါတယ်ဒါကြောင့်ရှောက်ချမ်းကလက်ရှိချိန်ထိသူ့ရဲ့အသီးစိတ်ကိုထိန်းချုပ်ထားနိုင်ပါသေးတယ်ပြီးတော့ရှောက်ချမ်းရဲ့စွမ်းရည်ကကျယ်ငါးပွင့်တိုင်းထရော့စင်အဆင့်မှာရှိနေပြီးကလန်တတူးသာဖွင့်လိုက်ပြီဆိုရင်တော့သူကကျယ်ငါးပွင့်အဆင့်မြေတိုင်းထရော့စင်နေနဲ့ပါရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်ဟုတ်ပါတယ် ်ရှောက်ချမ်းอ่ะဆိုရင်တော့ကျဲငါးပွင့်တိုင်းသူတော်စင်တယောက်ပါတခုကောင်းတာကိုပြန်ပြောရမယ်ဆိုရင်ရှောက်ချမ်းတန်းစင်အစိုးကြပန်းမီတော့ရဲ့ထိန်းချုပ်မှုကိုခံခဲ့ရတာမလို့ရှောင်းကလန်ရဲ့ကပေးကြီးကိုသူကရှောင်ရှားနိုင်ခဲ့ပါတယ်ဒါကြောင့်မလို့လေသူကလက်ရှိအချိန်ထိအသက်ရှင်ကျန်ရင်းနေသေးတာပါဒါကတော့အစိုးထက်ရအကောင်းလို့ပဲပြောရမှာပါအကယ်၍ရှောက်ရှမ်းတာရှောင်းကလန်မှာရှိနေမယ်ဆိုရင်အဲ့ဒီအချိန်မှာသူ့ရဲ့ရလက်ကလည်းအဆုံးသက်ရလက်ပါပဲသူကလည်းတည်ဆုံးသွားမှာပါရှောင်းကလန်နဲ့အတူသူကလည်းပျက်စီးသွားမှာပါ ဒါပေမဲ့လက်ရှိအချိန်ဒီမှာတော့တန်းစင်အစိုးချပန်းမီတောက်ရဲ့ထိန်းချုပ်မှုကိုနှစ်ပေါင်းတစ်ထောင်ကျော်ကြာခံနေရတာမလို့သူကအဲ့ဒီကပေးကြီးကိုရှောင်လွှားနိုင်ခဲ့တယ်လို့ပဲပြောရမှာပါ။ရှောက်ထန်းဒိုချီကုန်းမြစ်ကြီးကိုပြန်လဲရောက်ရှိလာတဲ့အချိန်ခါမှာကြဲကြွေဆန်ရဲ့အင်အားအစဉ်ဝိညာဉ်ဗိမ္မာုံတော့ဂျူးဆိုင်စရာမလိုတော့တဲ့အနေအထားထိဖြစ်သွားတာပါ။ဟုတ်ပါလေဝိညာဉ်ဗိမ္မာန်တခင်ရဆိုရင်တော့ရှောက်ချင်းလက်ထဲမှာရှုံနေခဲ့ရပါတယ်သူကရှောက်ချင်းလက်ထဲမှာရှုံနေခဲ့ရုံတည်းမကပဲရှောက်ချင်းကိုလုံးဝရှင်ပြီးတော့မတိုက်ခိုက်နိုင်တာပါ ရှောက်ချမ်းအားသာတန်းစင်နဆိုးဂျာပန်မီတာအော့မှာနှစ်ပေါင်းထောင်လောက်ထင်းချုံမခံနိုင်ဘူးဆိုရင်သူကလက်ရှိချိန်မှာရှောက်ရွှမ်းရောက်ရှိနေတဲ့အဆင့်တန်းထိတော့ရောက်ရှိနေလောက်ပါပြီ။ဘာဖြစ်လို့လဲဆိုတော့ရှောက်ချမ်းရဲ့ပါရမီကရှောက်ရွှမ်းထန်းတော်မှာအနည်းငယ်လေးသာနေကြတာမို့လို့ပါ။ရှောက်ချမ်းကလည်းအလောက်ထိတော်မှာအစွမ်းထက်တဲ့သူတစ်ယောက်ပါ။လက်ရှိရှောင်းကသူတော်စင်ဖြစ်ပြီးတဲ့နောက်မှာ တန်းစင်နှစိုးဂျာပန်မီတာကိုခီးစဉ်ကိုသွားပါမယ်။တန်းစင်နှစိုးဂျာပန်မီတာကိုရှောင်းဝမ်ကတိမ့်သွင်းပြီးရနောက်မှာတော့ရှောက်ချန်ကပြန်လဲပြီးတော့လွတ်မြောက်လာမှာပါ။အဲ့ဒီခါကျရင်တော့ရှောက်ချန်ကသူ့ရဲ့မျိုးဆက်ဖြစ်တဲ့ရှောင်းဝမ်ကိုအပြေးအဝထောက်ပံ့ပေးမှာဖြစ်ပြီးရှောင်းကလန်ရဲ့ထောက်တိုင်တစ်ခုအနေနဲ့ပြန်လဲပြီးတော့ရောက်ရှိလာမှာပါ။ရှောက်ချန်ကပြန်လဲရောက်ရှိလာတဲ့အချိန်အခါမှာ ပျက်စီးနေတဲ့ရှောင်းမြူးနဲ့ဇူးကိုဘယ်ရှိအောင်ကလန်မှအထင်မသေးရတော့ပါဘူး။အဲ့လိုအထင်မသေးရတဲ့အဓိကအကြောင်းရင်းကလည်းရှောက်ချန်းရဲ့စွန့်ရင်ကြောက်ပါပဲ။ရှောက်ချန်းရဲ့စွန့်ရင်ကသူတို့အထင်သေးနိုင်တဲ့စွန့်ရင်မျိုးမဟုတ်ပါဘူး။ကျဲငါးပွင့်တိုင်းသူတော်စင်တယောက်ဆိုတာအလဲပိုင်းကုန်းမြေတစ်ခုလုံးလှုပ်ခတ်ဖို့ကလုံလောက်ပါလိမ့်။ကျွန်တော်ကတော့ခရိုဆာကီပါ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး။